ပဝန်းကျင်မှာတွေ့နေမြင်နေကြမဟုတ်တဲ့အရာဝတ္ထုပစ္စည်းတွေကိုတွေ့ရင်ထိတာ၊ကင်တာမလုပ်ပါနဲ့။နေရပြောင်းတာ၊ချွတ်ောင်းနဲ့ကန်တာ၊ခဲနဲ့ပေါက်တာ၊အနီးကပ်ဝိုင်းအောင်ကြည့်တာ၊ဓာတ်ပုံရိုက်တာတွေဟာအန်ဒရယ်ရှိတဲ့အပြုမူတွေဖြစ်ပါတယ်။မြေမြုပ်မိုင်းနဲ့စစ်ကြံလက်နက်ပစ္စည်းအန်ဒရယ်သတိရှိပါ။မင်္ဂလာပါရှင် People's Media အပတ်စဉ်တင်ဆက်နေကြဖြစ်တဲ့ပြည်တွင်းသတင်းဆောင်ပါအစီအစဉ်ကိုနားဆင်ရမှာပါ။ KNY အမျိုးသားအစည်းအရုံး KNY လောက်ခံ KNL KNDO တပ်တွေနဲ့ PDF ပူးပေါင်းတပ်တွေဟာဒေါနာတောင်အရှိချမ်းကနယ်စပ်စခန်းတွေထိုးစစ်ဆင်သိမ်းပိုင်နေရတဲ့ပတ်သက်ပြီးဒီတစ်ပတ်ပြောပြပေးသွားပါမယ်။ဂျွန်လ3ရက်နေ့မှာပူးပေါင်းတပ်တွေကမြန်မာထိုင်းနယ်စပ်ကတေဘောပို့စခန်းကိုသိမ်းပိုက်ခဲ့ပြီးတဲ့နောက်နယ်စပ်ကစစ်စခန်းတွေအကုန်လုံးသိမ်းပိုက်ရေချေလန်းဟာပို့ပြီးနှိစက်လာပြီးဖြစ်ပါတယ်။1998ခုနှစ်ကစပြီးနှစ်ပေါင်း30နီးပါးတက်ဆွဲထားတဲ့မြဝရီဝေါ်လီလမ်းပိုင်းမှာအရေးပါတဲ့တေဘောပို့ဗျူဟာတက်စခန်းကို KNU နဲ့ PDF ပူးပေါင်းတပ်က မေလတတိယပတ်ကလေးကစတင်ပိတ်ဆို့တိုက်ခိုက်ခဲ့တာပါတေဘောဘိုဘျူအာစကန်ကိုစစ်ကူပေးဖို့မေလ26ရက်နေ့မှာထိုင်းနယ်ဇက်ကိုဖျက်ပြီးတရင်ပြည်နယ်စုံသီးမြိုင်ဒေသကိုဝင်ရောက်လာတဲ့အင်အား64ဦးပါတဲ့စစ်ကောင်စီစစ်ကြောင်းကိုတော်လန်ရဲတပ်တွေကဖျက်တောက်ပိတ်ဆို့တိုက်ခိုက်ခဲ့ပါတယ်အဲ့ဒီတိုက်ခိုက်မှုမှာစစ်တုပ်ပန်းတွေနဲ့လက်နက်ခဲယမ်းတွေ KNU ကသိမ်းဆည်းရရှိခဲ့ပြီးစစ်ကောင်စီစစ်ကူစစ်ကြောင်းရဲ့ဒုတက်ရင်မှုအပအဝင်စစ်သားတချို့ဟာလည်းထိုင်းကိုချက်ပြေးရပြန်ပါတယ်စစ်ကူစစ်ကြောင်းကိုဖျက်တောက်ပိတ်ဆို့တိုက်ခိုက်ပြီး6ရက်ကြာမှာ KNLA KNDO နဲ့ PDF ပူးပေါင်းတပ်တွေဟာတေဘောဘိုးဘျူဟာကိုထိုးစစ်ဆင်ပြီးအပိသက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။စကန်နေတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်34ဦးသေဆုံးခဲ့ပြီး82ဦးအလံပြူထောင်လက်နက်ချခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်120မမလက်နက်ကြီးတွေအပါအဝင်လက်နက်ခဲယံအများပြားကိုတော်လန်ရေးတပ်တွေကသိမ်းဆည်းနိုင်ခဲ့ပါတယ်။စကန်တိုင်းတိုက်ပွဲမှာထူးခြားတာကစစ်ကောင်စီတပ်ဟာစကန်မကြအောင်တိုက်လေရင်ထောက်ပို့လေရင်တွေတုံးပြီးဘုံကျဲခုခံခဲ့ပေမဲ့ ဘောအချို့ဟာကိုတက်ပေါ်ကိုပြန့်ကျဲမိပြီးအထိနာခဲ့တဲ့ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်ခဲ့ပါတယ်။တေဘောဘောစကန်ဒိတ်တိုက်ပွဲမှာဒန်နယ်ခရန်တိုက်ကိုလည်းဒေါ်လန်ရဲ့အဖွဲ့တွေကတွေ့ရှိခဲ့ပြီးသိမ်းဆဲနိုင်ခဲ့တယ်လို့သိရပါတယ်။တိုက်ခိုက်မှုမှာပါဝင်တဲ့ KNU တပ်မဟာ6လောက်ခန့်ကော့ဘရာစစ်ကြောင်းတက်စစ်ကြောင်းမှုဘိုဇောကောကလူမှုကွေရမှာတင်ထားတဲ့ရုပ်သံမှတ်တမ်းမှာတော့ရှားလိုက်ရတာဒီကိုရောင်ကြီးကိုကြီးတွေသုံးမကုန်ဖြုံးမကုန်ပဲဒီကောင်လေးတွေ့ပြီလို့ပြောထားပါတယ်။သိမ်းဆဲရောက်မိတဲ့လက်နက်ခရမ်းတွေနဲ့ စစ်ကောင်စီကိုပြန်လည်တိုက်ခိုက်မယ်လို့ဗိုလ်စောကကကြုံးဝါပါတယ်။ဒေဝဘုတ်ပြူအားစကန်ကို KNU ကတင်းယူပြီးမှမြောက်ရီတောင်ဘက်နယ်စပ်မှာစစ်တပ်စကန်၄ခုပဲကျန်မာတော့တယ်။ဒါပေမဲ့ကျန်နေတဲ့စကန်တွေမှာဥက္ကဋ္ဌစကန်နဲ့ဝေါ်လီပြူဟာတို့ဟာရှေ့ကစကန်ကထွက်ပြေးသွားသူတွေသွားပေါင်းလာရဲ့အရင်ကတည်းကခံစစ်အခိုင်အမာတည်ဆောက်ထားတဲ့စကန်တွေဖြစ်တယ်လို့လည်းသိရပါတယ်။ KNL ဥဆောင်တဲ့ပူပေါင်းတပ်တွေဟာ2025ခုနှစ်အတွင်းမှာတမဟာအားလုံးလိုလိုမှာစစ်ရေးအရှိန်မြင့်လာခဲ့ပြီး မေလကတော့ချိုးစစ်အချိန်အလွန်မြင့်မားတဲ့လပဲဖြစ်ပါတယ်။မေလတလတည်းမှာမြန်မာထိုင်းနေဆက်ကစစ်တပ်စကန်ပေါင်းအနည်းဆုံး၁၀ခုကိုသိမ်းပိုက်နိုင်ခဲ့တာကြောက်ပါ။ဒီစကန်တွေထဲမှာ CT စကန်ကြီး၊ဒါလေဗျူဟာ၊မော်ဖိုကေစကန်၊တေဘောဘိုးလိုစကန်တွေပါဝင်ခဲ့တာပါ။စစ်တပ်အနာသိမ်းပြီးနောက်ပိုင်း KNU တပ်မဟာငါးမှစစ်စကန်တွေကိုဆက်တိုက်သိမ်းခဲ့တာကနေ2025ခုနှစ်မှာတော့တပ်မဟာ9မှာရောတပ်မဟာ6မှာရောတပ်မဟာ6မှာပါမြန်မာထိုင်းနယ်စပ်ကစစ်စကန်တွေကို KNL ဥဆောင်တဲ့ပူပေါင်းတပ်တွေကဆက်တိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။ KNU လက်အောက်ခံတရံမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL မှာတမဟာခုနှစ်ခုရှိရမှာနဘက်နဲ့ပြောရမယ်ဆိုရင်တော့တမဟာ၄၅၆၇တို့ကနေဆက်မှာရှိတာပါ။ကြံတဲ့တမဟာ၁၂၃တို့ကတော့နေဆက်မှာမဟုတ်ပဲနိုင်ငံအတွင်းပိုင်းထဲမှာတည်ရှိတာပါ။တမဟာခုနှစ်မှာနှစ်ပေါင်း30ကျော်လက်လွတ်ခဲ့ရတဲ့ဌာနချုပ်အောင်ဖြစ်တဲ့မာနေဘလော့ကို2024နှစ်ကုန်ပိုင်းမှာပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။ ီနှစ်စားမှာတော့ပူလူတူခလဲတဲ့တခေါ်ပြီးခွီမော်ဖာသူတားလဲပြူဟာနဲ့မဲလစကန်ကိုဆက်တိုက်သင်းယူထားနိုင်ခဲ့ပါတယ်ဒါကြောင့်တမဟာခုနှစ်မှာမဲတဝစကန်နော်တယောစကန်စတဲ့စကန်အနှဲငယ်ပဲကျန်မာတော့တယ် KNU တမဟာ6မှာလည်းဗလဲတို့တနဲလေးရွှေအင်းမြိုင်လို့ခေါ်တဲ့ဝါမီထောက်ဘရင်နောင်မော်ခီတေဘောဘူစတဲ့စကန်တွေသင်းယူပြီးဖြစ်ပါတယ်ဒါကြောင့်ဝေါ်လီပြူဟာဥပရထစကန်အပေါ်ဝင်စကန်အနှဲငယ်ပဲကျန်မာတော့တယ် ဥဂရဒစကန်ကိုတော်လှန်ရေးတပ်တွေက2022ခုနှစ်မှာတိုက်ခိုက်ခဲ့ပြီမဲ့စကန်ကိုမသိမ်းပိုက်နိုင်ခဲ့တာကြောင့်စစ်တပ်ကတက်ရှိစီယိုးဆိုပြီးဝါရဖြန့်ဇက်ကရိုက်ပူးခဲ့ပါသေးတယ်။ဒါကြောင့်တက်ရှိစီယိုးလိုစစ်တပ်အမည်ပေးထားတဲ့ဥဂရဒစကန်ကြီးဟာဒီတစ်ချိန်မှာတော်လှန်ရေးတပ်တွေထုတ်စစ်စင်ရင်ဘယ်လောက်ခံနိုင်ရရှိမလဲဆိုတာကိုသိရမှာပဲဖြစ်ပါတယ်။ KNL ဥဆောင်တဲ့ပူပေါင်းတပ်တွေကစစ်တပ်စကန်တွေကိုဆက်တိုက်သိမ်းပိုက်နိုင်တာဟာစစ်တပ်ဟာကရင်ပြည်နယ်မှာသာမကပဲ နိုင်ငံတော်ဒေါ်လာရေးတက်တွေရဲ့တိုက်ခိုက်မှုကိုခံနေရတော့ရှုံးပွဲတွေဆက်နေပြီးစစ်ပန်းလာတာမို့စစ်တိုက်ခြင်းစိတ်မရှိတော့တော့အဓမ္မစုဆောင်ထားတဲ့စစ်သားတွေကလည်းတိုက်ပွဲတွေတကယ်ဖြစ်ရင်တိုက်ခိုက်ရေးအတွက်အသုံးပြုလို့မရတော့ဒေါ်လာရေးတက်တွေရဲ့စိတ်တက်ခိုင်မာမှုနဲ့တိုက်ရေးခိုက်ရေးတွေကြောင့်စစ်တပ်ရှုံးပွဲတွေဆက်နေတာလို့ KNU စစ်ရေးသတင်းမြက်ကသုံးသပ်ပါတယ်။နေဆက်ကကြံနေတဲ့စကန်တွေမှာဝေါ်လီဗျူဟာနဲ့မဲတော်စကန်တို့ကတော့အပြင်းထန်တိုက်ရနိုင်ရှိတယ်လို့သူကသုံးသပ်ပါတယ်။ ဝေါ်လီဗျူဟာကတမဟာ6နည်းမြေထဲမှာရှိပြီးမဲတဝေါ်ကတော့တမဟာ9နည်းမြေထဲမှာတည်ရှိပါတယ်။ဝေါ်လီနဲ့မဲတဝေါ်ကိုမကြခင်တိုက်ခိုက်သင်းယူနိုင်မယ်လို့ယူဆထားပြီးမြရီမျိုးကိုတော့စူပောင်းတိုက်ခိုက်ရလိမ့်မယ်လို့စစ်ရေးအလားလာကို KNU စစ်ရေးသတင်းမြစ်ကသုံးသပ်ထားပါတယ်။ KNU ပြောရေးဆိုခွင့်ရှိသူဘဒိုစောကလေးစေက KNU ရဲ့စစ်ရေးဆိုင်ရာရီမန်းချက်ကဒေသအတွင်းကနေစစ်ကောင်စီတက်စကန်အားလုံးကိုတိုက်ထုတ်ဖို့ဖြစ်တယ်လို့ပြောထားပါတယ်။ငယ်ဆက်စကန်တွေကိုအခုလိုဆက်တိုက်သိမ်းနိုင်တာဟော ခြေတလန်းတိုးလာနိုင်တာဖြစ်တယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူတဦးလည်းဖြစ်တဲ့ဗဒိုစောတော်နီကပြောပါတယ်။နေဆက်စကန်တွေအလုံးသိမ်းနိုင်မှုဟာအချိန်ကာလအတိအကျမပြောနိုင်ပေမဲ့သိကြတော့မှမဟုတ်ဘူးလို့လည်းသူကဆိုပါတယ်။ဆက်အနာရှင်စနစ်ကြရှုံးရဲ့အတွက်ကကျွန်တော်တို့အလုံးဆက်ပြီးလှမ်းရမယ်ခြေလန်းကဘာပဲဖြစ်ဖြစ်တကယ်ခြေလန်းကောင်းကိုလှမ်းနိုင်ပြီလို့ပြောလို့ရတာပေါ့။ကျွန်တော်တို့ဆက်ပြီးတော့လုပ်စရာတွေအများကြီးရှိပါသေးတယ်လို့ဗဒိုစောတော်နီကပြောပါတယ်ရှင်။ People's Thing ရဲ့ပြည်တွင်းသတင်းဆောင်ပါအစီအစဉ်ကို အပတ်စဉ်တနင်္ဂနွေနေ့မနက်၈နာရီချိန်တိုင်းမှာတင်ဆက်ပေးနေပါတယ်ရှင်။ပတ်ဝန်းကျင်မှာတွေ့နေမြင်နေကြမဟုတ်တဲ့အရာဝတ္ထုပစ္စည်းတွေကိုတွေ့ရင်ထိတာ၊ကင်တာမလုပ်ပါနဲ့။နေရာပြောင်းတာ၊ချွတ်တော့နဲ့ကန်တာ၊ဂဲနဲ့ပောက်တာ၊အနီးကပ်ဝိုင်းအောင်ကြည့်တာ၊ဓာတ်ပုံရိုက်တာတွေဟာအန္တရာယ်ရှိတဲ့အပြုအမူတွေဖြစ်ပါတယ်။မြေမြုပ်မိုင်းနဲ့စစ်ကြံလက်နက်ပစ္စည်းအန္တရာယ်သတိရှိပါ